ရုရှားနိုင်ငံကမျိုးဆက်သစ်နျူကလ িয়ার စွမ်းအင်သုံး cruise ဒုံးကျည်ထုတ်လုပ်မှုစတင်လိုက်ပြီလို့မော်စကိုမြို့တော်မှာကျင်းပတဲ့စုချင်းမြင်ပွဲအခမ်းအနားတစ်ခုမှာသမ္မတဗလာဒီမာပူတင်ကပြောပါရယ်မျိုးဆက်သစ်နျူကလ িয়ার စွမ်းအင်သုံး cruise ဒုံးကျည်တွေထုတ်လုပ်မှုစတင်ပါပြီဒီဒုံးကျည်တွေဟာအတန်ထက်သုံးဆမြန်မာလိမ့်မယ်လို့နျူကလ িয়ার စွမ်းအင်သုံး Vavasnik ဒုံးကျည်နဲ့ Poseidon မောင်းသူမဲ့ရင်းရင် drone တီထွင်သူတွေကိုနိုင်ငံတော်အဆင့်စုချင်းမြင်ပွဲမှာ၎င်းကဆိုပါရယ် ဘာဗက်စလင်ဒုံးကျည်ထုတ်လုပ်နိုင်မှုဟာရုရှားပြည်သူတွေအတွက်သမိုင်းဝင်အောင်မြင်မှုဖြစ်ပြီးဆယ်စုနှစ်ချီလုံခြုံရေးနဲ့မဟာဗျူဟာမြောက်ဒန်းတူညီမျှမှုဖြစ်စေမယ်လို့သူကပြောပါတယ်။ရုရှားဟာဘယ်တိုင်းမြင်ကိုမှမချင်းချောက်ကြောင်းအခြားနျူကလ িয়ার အင်အားကြီးတိုင်းမြင်တွေလိုရုရှားကနျူကလ িয়ার လက်နက်ထုတ်လုပ်နေကြောင်းပူတင်ကဆက်ပြောပါတယ်။ဒီနှစ်မှာတိုက်ခိုက်ရေးမှာစမ်းသပ်ဖို့စာမက်တိုက်ချင်းပြစ်ဒုံးကျည်တွေဖြန့်ချက်မှာဖြစ်ပြီးနောက်နှစ်မှာတိုက်ခိုက်ရေးတာဝန်ပေးရမှာဖြစ်ပါတယ်လို့သူကပြောပါရယ် ဘာဗက်စနစ်ဒုံးကြီးဟာ15နာရီအတွင်းအကွာအဝေးမိုင်1800အထိ ရောက်ရှိခဲ့တယ်လို့ပြီးကနေ့လအတွင်းစစ်ဘက်အရာရှိတွေနဲ့အစည်းအဝေးမှာပူတင်ကပြောပါတယ်နျူကလ িয়ার စွမ်းအင်သုံးပိုစီရွန်ရေအောင်ဒရုန်းတွေပိုင်ဆိုင်တာဟာအကောင်းဆုံးဖြစ်တယ်လို့၎င်းကဆက်ပြောပါတယ်ဖိလစ်ပိုင်နိုင်ငံတော်ဝမ်မိုးတဲထန်စွာရွာသွန်းပြီးရေကြီးရေရှမ်းမှုတွေဖြစ်စေခဲ့တဲ့ အင်အားဖြင့်တိုင်ဖွန်းမုန်တိုင်းကေမာကီကြောင့်တေဆုံးသူရေအတွက်မှာစစ်ဘက်ရဟန့်ရင်တစဉ်ပြက်ကျမှုကြောင့်တေဆုံးသူ6ဦးပါဝင်46ဦးထိရှိလာခဲ့ပြီဖြစ်ပါတယ်ဟူဝီလီယင်ဟာမာရနာအိုကျွန်းမှာဘေးရနေတုံ့ပြန်ရေးမစ်ရှင်ဆောင်ရွက်နေစဉ်ပြက်ကျခဲ့လို့ရဟန်ရင်ပေါ်ပါလူချဦးသေဆုံးခဲ့လို့စုံစမ်းစစ်ဆေးမှုတရက်လုံးဆောင်နေတယ်လို့ဖိလစ်ပိုင်စစ်တပ်ကပြောပါရယ်တိုင်ဖွန်းမုန်တိုင်းဘေးအသင်ဆုံးစီဘူးကျွန်းကနေ290ကီလိုမီတာกว่าမှာရဟန်ရင်ပြက်ကျမှုဖြစ်ပွားခဲ့ပြီး လူ39ဦးရေနစ်သေဆုံးတယ်လို့အာဏာပိုင်တွေကပြောပါရယ်။နေ့စဉ်ပူပိုင်းမုံတိုင်း20ခန်းဝင်ရောက်တိုက်ခိုက်ခံရတဲ့ဖိလစ်ပိုင်နိုင်ငံဟာပြီးခဲ့တဲ့လပိုင်းတွင်မြင်းကလေးနဲ့မုံတိုင်းတွေပေါဝင်တဘာဝဘေးရန်ရဲ့ဖြစ်စဉ်တွေကြုံတွေ့ခဲ့ရပါရယ်။စက်တင်ဘာလအတွင်းတိုင်ဖုန်းမုံတိုင်းရာကစားလူစုံကျုံးမြောက်ပိုင်းဝင်ရောက်တိုက်ခိုက်ခဲ့လို့စာတင်ချောင်းတွေအစိုးရရုံးတွေပိတ်ခဲ့ရပါရယ်။မုံတိုင်းဘေးအသင့်ဒေသတွေကိုတွားရောက်မဲ့လေချောင်းခီးစဉ်300ကျော်ကိုဖျက်သိမ်းခဲ့ပြီး ပင်လယ်ပြင်ရှိငါးဖမ်းလေတွေနေရပြန်ဖို့အကြံပြုထားပါတယ်။တိုင်ဖွန်းမွန်တိုင်းကေမာဂီရဲ့အကျိုးသက်ရောက်မှုတွက်ဖြစ်နိုင်ခြေဘေးသင့်မှုတွေကိုကြိုတင်ပြင်ဆင်ထားတယ်လို့ BNN အစိုးရကအင်္ဂါနေ့မှာပြောပါတယ်။ပြီးခဲ့တဲ့ပတ်တွင်ရေဘေးသင့်မှုကြောင့်လူ60သေဆုံးက6ဦးပျောက်ဆုံးခဲ့တဲ့ BNN နိုင်ငံလေပိုင်းတိုင်ဖွန်းမွန်တိုင်းကေမာဂီဂျာတာပရီနေ့ညနေပိုင်းမှာဝင်ရောက်တိုက်ခတ်မယ်လို့ခန့်မှန်းထားပါတယ်။